Hi everyone အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြန်နိုးကတော့မကောင်မှာရောက်ရှိနေတာဆယ်ရက်မြောက်နေ့ဖြစ်ပါရဲ့ရှင်ဒီနေ့တော့မြန်နိုးကိုမကောင်ရောက်ရပေါ့နော်လူတိုင်းမသွားမဖြစ်နေရလေးကြောက်တဲ့ချက်ကို သွားမှာဖြစ်ပါရဲ့ရှင်အဲ့နေရာလေးကိုတိုက်ဆန်းပါလို့လည်းခေါ်တယ်လို့ပြောကြပါရဲ့ရှင်အဲကိုသွားတဲ့လမ်းတစ်လျှောက်မှာလေဟိုတယ်ကအရန်ကိုလှပါတယ် နေရာတိုင်းလိုလိုကတော့ကာစီနိုတွေဟိုတယ်တွေနဲ့ပဲပြည့်နေနေရပါတော့တခြားလေစားပတ်စရာတော့အရန်အများကြီးမရှိပါဘူးဒါပေမဲ့တမျိုးလုံးကဟိုတယ်တွေကအကုန်လုံးကြည်လို့လှပါရဲ့မျိုးဝချင်းချင်းလေးဆိုတော့ဘတ်စကားစီးရထက်လမ်းလျှောက်တာပို့ပြီးတော့မြန်ပါတယ်။နာယီကလမ်းလျှောက်သွားလို့ရတဲ့နေရာဆိုရင်ဘတ်စကားစီးရဲ့ကားစီးရဲ့ဆိုရင်အနည်းဆုံးတနာယီကျော်လောက်ကြာပါတယ်။ အလားတပုံလေးလည်းရိုက်ချင်တာမဟုတ်လို့မြန်နိုးတို့ကနေရာတတော်များကိုလမ်းလျှောက်သွားဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့ဒီပတ်စံထဲကနေရာလေးကိုသွားတာဖြစ်ပါတယ်ရှင်။ အဲ့နာဆိုင်ခန်းနေရကြတော့ showroom အကြီးမဟုတ်ပါတော့ဒီ luxury brand တွေအကုန်လုံး collection လုပ်ပြီးတော့ပြန်ရောင်းပေးတဲ့ပုံစံမျိုးဆိုင်တီတီလေးရပိုများပါရဲ့ရှင်ဆိုင်တိုင်းမှာ luxury brand တွေကိုရောင်းချပေးပါတယ်အားလုံးက authentic ဖြစ်တယ်လို့ပြောပါရဲ့ရှင်ညနေတော့ပတ်ချီနဲ့မျက်မှန်လေးတက်လက်ကြိုက်လို့ဝင်လာခဲ့ပါတယ် အမဲသားဝတ်သားနဲ့ပြုလုပ်တဲ့အသားပြားကြီးလည်းအများကြီးပဲရောင်းနေတာတွေ့ခဲ့ပါတယ်။နန်းတို့မြင့်ကြီးကတော့ငရုတ်ကောင်းရတာ၊မာလာရတာ၊အချိုရတာ၊အဆက်ရတာတွေမှာ အချိုရတာလေးကပိုပြီးတော့စားလို့ကောင်းနေပေါ့နော်။အသားပြားရောင်းတဲ့ဆိုင်တွေကတော့အဲ့လန်တစ်လျှောက်လုံးအများကြီးပဲရှိပါတယ်။ကိုကြိုက်တဲ့ဆိုင်အောင်ရွေးဝယ်လို့ရပါတယ်။ခီးသွားဧည့်သည်တော်များကဒီမှာပဲလက်ဆောင်ဝယ်ကြရများပါတယ်။တခြားမုတ်မျိုးစုံလည်းဒီမှာရပါတယ်။ ော်ရညီမတွေကတော့စိုင်းနေအကုန်လုံးမှာပတ်ပြီးရောမြည်ခဲ့ပါရဲ့စိုင်းတော်များရတာကောင်းပါတယ်မောက်ပတ်စာရဲ့လာရှောင်းရင်ဟိုကြီးတကြီးနဲ့နောက်ဆုံးတော့ကြာတဲ့ထက်ကိုရောက်ရှိသွားပါပြီရှင်လူတွေကတော့တော်တော်များပါတယ် ဒီအဆောက်အဦးရဲ့တန်းကအရန်ကြွေပေါ့နော်အရင်ခေတ်တုန်းကပေါ်တူဂီတွေဘုန်းကျဲတော့ဒီမျက်နှာစာတစ်ခုပဲကြံခဲ့ရလို့ပြောပါတယ်ရှင်မြန်နိုးရောက်တဲ့အချိန်ကမိုးချုပ်နေပြီဆိုတော့အထဲဝင်ကြည့်လို့မရတော့ဘူးပေါ့နော်ပိတ်သွားပါပြီဒါနဲ့အပြန်ဖက်ပတ်ကြည့်ပြီးတော့အလှတဲ့ပုံလေးရိုက်ပြီးရောပြန်ခဲ့ပါတယ်ရှင် ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် vlog လေးမှာလည်းပြန်လည်ဆုံတွေ့ပါအောင်မယ်နော်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်